Hello everyone ဒီနေ့ video လေးကတော့ short motivation video လေးပေါ့เนาะဘာလို့လဲဆိုတော့ဒီအခန်းကြီးရှင်းရင်းနဲ့အမိုင် grade 12တုန်းကဒီ diary စာအုပ်လေးအကြောင်းယူပါတဲ့စာအုပ်လေးတွေ့မိလို့ပေါ့เนาะယူစားရမှာလည်းမကြောက်ပါနဲ့အမဒါတော့သင်ယူလိုက်ရတဲ့သင်ခန်းစာတစ်ခုပေါ့เนาะဒီမှာဆိုရင်ဒီစာအုပ်ထဲမှာ6လပိုင်း9ရက်နေဒါအမတို့တော့ကပေါ့เนาะအဲ့တော့အကြောင်းရောက်နေပြီအကြောင်းရောက်နေတဲ့ နေ့လယ်ချိန်ပြီးတော့အကြောင်းပြန်တက်တော့ရေးတာလေးထင်တယ်ပေါ့နော်ဒီမှာဆိုရင်အဲ my goal ဆိုပြီးတော့ချရေးတာတော့ပေါ့နော်အဲ့လေအဲ့တော့ကတဟိုးပါးပါးတော့ဝင်ချင်ခဲ့တာပေါ့1 to 10လေးကိုအဲ့တော့ဒီ diary စာအုပ်ထဲမှာဆိုလေဘာတွေရေးထားလဲဆိုတော့တော်တော်များများကအာရေးထားတာကပေါ့နော် I'm gonna make it ငါတကယ်လုပ်နိုင်တယ်ဆက်သွားပါ อ่า keep going ဒါမျိုးတွေအများကြီးရေးတာတွေ့ရပေါ့เนาะဒီစာတွေကိုပြန်ဖတ်တဲ့အချိန်ကျတော့အဲ့အချိန်တုန်းကဘလောက်ထိရုန်းကန်ခဲ့ရလဲဒီ grade 12ပေါ့เนาะ grade 12ဆိုတာလေအရန်နဲ့ stress များရယ်ဘာဖြစ်လို့ဒီအကြောင်းတွေကိုအခုပြန်ပြောနေရလဲဆိုတော့အမဒီအခုတလောရက်ပိုင်းတွေ့มาပဲပေါ့เนาะဒီ grade 12ဖြေမဲ့အဲ ကလေးမလေးလို့ပြောမယ်နော် grade 10ပြည့်ကလေးမလေးနဲ့တွေ့တော့သူတို့ stress တွေအရင်ပြီးတယ်ဆိုတဲ့အကြောင်းသူတို့ဘလို့မှမယုံကြည်နိုင်တော့ဘူးအဆောင်ဝဲကသူတို့မလုံးနိုင်တော့ဘူးထင်နေဆိုပြီးစိတ် short ချင်ကြတဲ့သူတွေတွေ့ရပေါ့နော်အဲ့ဒီကောင်မလေးတွေဆိုတော့အဲ့နဲ့အမလည်းသူတို့ပြန်ပြီးတော့အားပေးရတာပေါ့နော်အဓိကကတော့စိတ်ပါပဲစိတ်ကိုစိတ်ကသာခိုင်းပါတယ်ဆိုလေတကယ်ကိုဖြစ်တယ်တလားအမဆိုလေအဲဒီမှာပေါ့နော်အမြဲတမ်းချချရေးတယ် မင်းမြတ်ပိုင်6ပါးသာဂုံတူးပါတယ်ဆိုပြီးတော့တော်တော်တော့ရည်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့တော့ကဆိုရင်အမြဲတူလို့အဲ့လိုမျိုးချက်ချရေးပစ်တယ်ပေါ့နော် manifestation လို့ပဲပြောရမလားမွေမနက်မိုးလင်းတာနဲ့မျက်နှာကြည့်သွားတိုက်နေတဲ့အချိန်ဆိုတော့ okay ငါ6ပါးသာဂုံတူးပါတယ်အဲ့အတွက်ငါစူးစမ်းမယ်ဆိုတဲ့စိတ်ပေါ့နော် အဲစိတ်တစ်ခုကလေကိုယ်အများကြီးအရှိကိုတွန်းပေးတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့လူတိုင်းကစူးစမ်းကြတာမှန်နေဒါပေမဲ့စူးစမ်းနေတဲ့အချိန်မှလေတချို့တွေက motivation တွေပျောက်ပျောက်သွားရှိတယ်ပေါ့နော်။ဘယ်လိုပြောမလဲကိုဘာကြောင့်စူးစမ်းနေတာလဲ။ဟုတ်ပါအခက်ခဲတွေနဲ့ကြုံလာပြီဆိုရင်ကွာမလုပ်ချင်တော့ဘူးရပ်ပလိုက်ချင်ပြီးဒီလိုမျိုးစိတ်တွေကကိုယ်ကိုဝင်ဝင်ပြီးနှောက်ရှက်တတ်တယ်ပေါ့နော်။အဲအချိန်မှကြတော့ကိုကိုကိုအဆုံးမပေးဘဲနဲ့ရှေ့ဆက်နိုင်ဖို့ ပေးနိုင်တဲ့စိတ်တစ်ခုက ကိုယ့်ရဲ့ပန်းနိုင်ပဲပေါ့နော်ကိုကဘာဖြစ်လို့ဒီຢာကိုလုံနေရဆိုတော့ပန်းနိုင်ပဲပေါ့နော်အဲဒါကြောင့်အဲ့လိုမျိုးစိတ်ညစ်ခဲ့တဲ့အချိန်တွေဆိုတော့အမကโอเคငါက6ဘာသာ ကွန်ပျူတာကိုလုပ်နေရတော့ဒါသာကွန်ပျူတာကိုလုပ်လိုက်မယ်အဲ့ဒါဆိုရင်ငါစူးစမ်းမှုကိုပြသနိုင်တဲ့တစ်ခုပဲပေါ့နော်အဲ့လိုမျိုးလေးတွေးလိုက်ရင်စိတ်ကအများကြီးပေါ့ပါသွားတယ်မဟုတ်လို့ရှိရင်လေဟော6ဘာသာရမှဖြစ်မယ်မရရင်တော့ငါတော့အသုံးဝင်နေသူဖြစ်သွားမှာပဲဆိုတော့စိတ်တွေကကိုယ့်ကိုပို့ပြီးတော့လေးလံစေတာပေါ့နော်အာကိုစိတ်ကြီးက worry တွေအပိုများနေတာပေါ့အကောင်းဆုံးစူးစမ်းလိုက်မယ်ငါစူးစမ်းရင်သူ့နဲ့ထိုက်တင်ထိုက်တန်တာတော့ရလာမှာပဲလေဘာလို့လဲဆိုတော့ဒီဆောင်ဘွယ်ဆိုတာလုံးဝမှန်းမရဘူးเนาะ စာရနေတဲ့သူတွေအဲ final ကြီးကြရင်ရချင်မှရမယ်စာမရတဲ့သူတွေ final ကြီးကြရင်ရချင်ရသွားမယ်ဒါကမတတ်နိုင်ဘူးအဲ့ဒါကြောင့်မို့ကိုကိုဘက်ကအကောင်းဆုံးကိုပဲလှုပ်ထားဖို့လိုပါတယ်6ဘာသာရရတယ်ဆိုတာလေသူ့ရဲ့ကံလေးပါတယ်ညံလေးပါတယ်ဝရိယလေးပါတယ်ပေါ့နော်တခုလဲနေတော့ရနိုင်တယ်လို့မထင်ပါဘူးမမကတော့လေအမဆိုလို့ရှိရင်ဘယ်လိုမျိုးလေးတွေလှုပ်တတ်လဲဆိုတော့ဒါက နောက်နှစ်ကလေးတွေအတွက်ပဲဖြစ်ဖြစ်ပေါ့နော်ဘလိုမျိုးကိုယ့်ရဲ့ progress ကိုယ့်ရဲ့တိုးတက်မှုကိုကိုကစမ်းသပ်နိုင်လဲခြေရခံနိုင်လဲပေါ့နော်အမဆိုရင်ဒါကပထမဆုံးဒီမှာ pilot 1ဆိုပြီးတက်ထိုင်အဲ့ကလေးကအမကိုယ့်အမှတ်တွေကိုရေးတယ်စုစုပေါင်းအမှတ်လေးရေးတယ်ရေးပြီးတဲ့အခါကျတော့ဒီမှာကိုယ့်ကိုယ်ကို feedback လေးပေးတယ်ပေါ့နော်လူတယောက်က feedback ရရင်တိုးတက်တာအရန်တွေတယ်။ဒါကိုခဏခဏလေးပြောဖို့တယ်ထင်တယ်။ အဲ့ဒီပေါ့ကိုကဒီနေရာလေးလွတ်နေတယ်ပေါ့နော်အဲ့နေရာလေးလွတ်နေတာကိုတယောက်ကအဲ့ဒီအဲ့နေရာလွတ်နေရင်တော့ဖြေးလိုက်အောင်ဒါမှမဟုတ်လေကိုကိုတိုင်းအော်ဒီနေရာလွတ်နေတာပဲဖြေးမရမယ်ဆိုတော့ဒီ feedback လေးမျိုးအဲ့ဒါမျိုးလေးတိသွားရင်ကြာတော့တိုးတက်ဖို့ကအရန်လွယ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့မဆိုဒီမှာရေးတယ်အဲ pilot 1အတွက်တိတိချာချာအတိအကျကြည့်ရန်အဲ့လေပြီးတော့ပါရအောင် is your show time for your final exam နဲ့ အလဲအဲ့လိုမျိုးကိုကိုကို motivation လေးတွေပြန်ပေးရပေါ့အဓိကကတော့ဒီ pilot ဘာမှလိုအပ်တာကအတိအကျကြည့်ဖို့တဲ့အလဲဟုတ်ပြီအဲ့ခါကျတော့ဒီမှာ pilot 2ကြရင်လည်းအဲ့လိုမျိုးပေါ့နော်ကိုရဲ့လာဘက်ဆောင်မှုဘွဲလေးတွေကိုကိုအမှတ်လေးတွေကိုကြည်ပါပြီးအဲ့အမှတ်တွေကိုကြည်ပြီးတော့ manage ကြည့်ကွယ်မနေပဲနဲ့ဘယ်လိုမျိုး feedback ပေးရမလဲဘယ်နေရာတွေကိုတိုးတက်အောင်လုပ်ရမလဲဆိုတာကိုအဓိကအမှားတော့လေ့လာဖို့လိုတယ်ပေါ့နော်ဒါကတော့အမှားလုပ်ခဲ့တဲ့အတိုင်းပဲအဲ့ဒီမှာတဖြည်းဖြည်းနဲ့တိုးတက်မှုတွေတွေ့ရတယ်ပေါ့နော် အဲ့ဒီခါကျတော့ဒီမှာဆိုရင် pilot 2မှာကတော့စအရှိကြီးတွေအများကြီးရေးတာတွေ့တယ်ပေါ့နော်ဘာတွေရေးတာလဲတော့မသိ motivation တွေလည်းကိုကိုကိုပေးထားတဲ့သဘောပဲ you're doing so good it's not over until i win wow ဟုတ်တော့ဟုတ်တာပဲ on ဒီမှာကကြတော့တဲ့စိတ်ပါလက်ပါတိတ်တိတ်ချာချာပျော့ပျော့ရွှင်ရွှင်လုပ်ပါတဲ့ ဒီမှတ်ချက်လေးကတော့တကယ်တော့အမတို့အကြောင်းကြီးရှိရလာတာပေါ့နော်အဲဆရာကြီးကအမြဲဆရာကအမြဲတမ်းအဲ့လိုပြောလေးရှိတယ်လေအဲ့တော့ဒီ pilot တူမှာတော့ဒီလိုမျိုးကိုကိုမှတ်ချက်ပေးရတာတွေ့ပါတယ်အမတို့အကြောင်း pilot လေးခုဖြေခဲ့ရတယ်ပေါ့နော်အဲအဲ့တော့ pilot 3မှာတော့ဘာတွေတိုးတက်လာလဲဆိုတော့သင်္ချာတော့90ပဲရတယ်ပေါ့နော်အမတို့အကြောင်းကြောင်းမေးခွန်းကခတ်တဲ့ဟာပဲအမြဲထုတ်တယ်အခါကျတော့အဲအဲအเจ้าမှာတော့အမှတ်ရဖို့တော်လေးကို survive လုပ်ခဲ့ရတယ်စူးစမ်းခဲ့ရတာပေါ့နော်ဒီမှာကျဘာတွေရေးရလဲဆိုတော့ you've got this မင်းလုံးနိုင်တယ်လို့ရေးထားတယ်ပေါ့နော် forget everything run or face everything and shine ဟိုကိုကိုကိုပေါ့နော်တော်တော်လေးအပေးထားတဲ့ဟာမျိုးလေးတွေ့ရပါတယ်အဲ့လိုမျိုးလေးပေါ့နော်အဲပိုင်လော့တွေဖြည့်တယ်လာဘတ်ဆောင်ဝယ်ဖြည့်တယ်ဆိုရင်အမှတ်တွေရတဲ့အခါမှာ ပြန်သုံးသပ်ဖို့ဆိုတာတိတ်အရေးကြီးတယ်အဲ့ဒါကြောင့်မို့အားလုံးကိုဒီ tip လေးတစ်ခုပေးလိုက်ပါမယ်ပြန်သုံးသပ်ပါအခုဆိုရင်ကြာတော့အောက်တိုဘာရောက်ပြီပေါ့နော်အဲ့ခါကျတော့ဒီဆောင်ပွဲဖြည့်ပြီးသွားပြီဆိုတာနဲ့အမှတ်တည်းဒါတရားဘူးဖြစ်ရတော့ဒီတစ်ခေါက်ကအကြောင်းဟိုအကြောင်းနေမှာဆိုရင်အဲ့ခါကျရင်ကိုကကိုကိုကို feedback ပေးဖို့လိုပါတယ် feedback ပေးမှသာကိုကဘယ်နှားရီလိုအပ်နေရလဲသိမှာပေါ့နော်အမှန်ကနေဒါကအမကဘာသာဆိုခြုံရေးတာလို့စုပြီးတော့ရေးတာလို့ပေါ့နော်အမဓဘာသာချင်းစီရေ ရေးထားတဲ့စာပေလေးရှိတယ်ပေါ့နော်။အမဒီ pilot 3မှာသင်ချာ90ရတော့ကိုကိုဘယ်လိုမျိုးပြောတာလဲဆိုတော့ okay pilot 3မှာ90ရရင် final မှာအာစတူလိုက်မယ်ပေါ့။စတူလိုက်မယ်ပေါ့။အဲ့လိုမျိုးကိုကိုပြန်အားပေးတယ်ပေါ့။ဘလောက်ပဲအခက်ခဲအခက်ခဲတဲ့အရာတွေဖြစ်လာပါစေကကိုကဟာတာညာနေတခုတော့ထားတင်နေတလား။အဲ့လိုမျိုးအမဆိုအဲ့တင်ချာ90ရတော့ငါတော့သွားပါပြီ final ကြီးမှာတော့ငါတော့ မရတော့ဘူးဆိုတော့စိတ်တစ်ခုသာမွေးလိုက်မယ်ဆိုရင်ဂုံနုဆိုတာထွက်လာမှာမဟုတ်ဘူးလေဟုတ်တယ်မလားဘာလို့ဆိုတော့စိတ်ကိုကစိတ်သွားတဲ့နောက်ကိုပါအဲ့လိုမျိုးစကားလည်းကြောက်မှာပါတော့စိတ်ကိုကကြာနေပြီဆိုရင် action ကမလိုက်တော့ဘူးလေအဲ့ဒါကြောင့်မို့အားလုံးကိုလည်းဒီစိတ်ပေါ့နော်ကိုကမြန်မာစာကို80မှန်းပြီးတော့84တောက်ပဲရတယ်ပေါ့ဒီဆောင်ပွဲဖြေတဲ့ခါမှာရရဲဆိုလို့ရှိရင်လေကိုကိုပြန်ပြောပေါ့โอเคအဲဆိုင်လေးကြရင်က အာကုံလူပဲဒါမျိုးကိုကိုကိုအာနည်းနည်းလေးနောက်ပြောင်းပြီးတော့ဟာတလေးပြောပေးတာပဲဖြစ်ဖြစ်ဒါမျိုးလေးလုပ်ပေးပါနော်မဟုတ်လို့ရှင်ကိုကလေအာ depression တွေပဲဝင်ဟာငါတော့သွားပြီ final ကြာငါတော့ဖြစ်တော့အခုချိန်ကလေတိတ်ကိုအရေးကြီးလို့ပေါ့တော့အမဒီလိုဗီဒီယိုလေးလုပ်ပေးလိုက်တာပါဘာဖြစ်လို့လဲဆိုတော့ဒီချိန်ကလေဟိုစိတ်ကြသွားပြီဆိုတော့အောက်ဆုံးကြီးကြသွားတာပေါ့နော်အဲ့တော့အမကတော့ဒီချိန်မှာနည်းနည်းပြောပြောရှင်လေးပဲနေခဲ့တယ်โอเคငါ final ရရအောင်လုပ်လိုက်မယ် ဒါမျိုးပေါ့နော်ဟိုကိုကိုကိုအဲ့ချိန်တော့တော့မတင်ကားခဲ့ပင်မဲ့ဒါပေမဲ့ဒီတိုင်းပဲโอเคငါရောင်းလို့လိုက်မယ်ဆိုတော့စိတ်လေးကနည်းနည်းတော့စိတ်ကိုပေါ့ပါစီတာပေါ့နော်အဲ့တော့ pilot 4ပါအဲ pilot 4ကြတော့ဒီနောက်ဆုံးတစ်ခုမှာဗာရေးခဲ့လဲဆိုတဲ့အခါကြတော့အမလေးအရန်တော့ emotional ဖြစ်တာပဲ for my mom smile နဲ့အမေရဲ့အပြုံအတွက်တဲ့ I can do this တဲ့အဲ့လေ for my goals နဲ့ငါရဲ့ပန်းနိုင်နေအတွက် I can do this တဲ့ for my teacher and friends relative ကျွန်တော်ရဲ့ဆရာမတွေတငယ်ချင်းတွေနဲ့အမျိုးတွေအတွက် I can do this တဲ့ဒီ pilot for ကနောက်ဆုံးဆောင်မှုအကြောင်းမှဖြစ်ရဲနောက်ဆုံးဆောင်မှုပဲပေါ့နော်ဟွာရေးခဲ့တော်တော်မျက်ရည်ဝင်စရာကောင်းတယ် relax အေးအေးထားပါတဲ့ we gonna make it happen ငါတို့တော့တကယ်ဖြစ်အောင်လုပ်မှာပါတယ်ဟုတ်ပါပြီတကယ်လည်းဖြစ်အောင်လုပ်ခဲ့ပါတယ် ဒီပေါ်ဆုံးရေးတာကတော့ The Obama Project ပေါ့နော်1 to 10ကိုနှစ်စာကြေတော့ကဝင်ချင်းခဲ့တာပေါ့နှစ်စုံထိဒါပေမဲ့လည်းသူ့ရဲ့ကံအကြောင်းတရားကြောင့်မဝင်တော့လည်းမဝင်ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင်အမဒါ pilot 4တော့ကဒီလိုလေးရေးပြီးတော့အနောက်မှာအမတစ်ခါတည်းဗာရေးလဲဆိုတော့ဒီလို feedback ရေးတယ်ပေါ့နော် feedback မှာဆိုရင်ဒီမှာတစ်ခါတည်းရေးထားတယ်မြန်မာစာစက်လုံးပေါင်းတိကျမှုလက်ရေးထုံနှုတ် ထုံထုတ်တယ်ဆိုတော့အမတို့ဒီလေခွေးစားခွေးပိတ်လေးတွေကအဲ့ဒါလေးတွေကိုသူကတလုံးမကြံကြရတာလေပြီးတော့ထောင်းတယ်ဘာထောင်းနေနော်အော်ထောင်းဆိုတာကကြတော့စာရွက်ခြံနဲ့ဟာလေးတွေအမတို့ဒီလိုစာရွက်အဲ sorry နော်စာရွက်ဒီလိုမျိုး အဖြူရှိရဆိုရင်လေမြန်မာစာဖြေရခါကျတော့ဒီပေါ်မှာလည်းနည်းနည်းခြံရတယ်ဒီဘေးမှာလည်းနည်းနည်းခြံရတယ်ဒီအောက်မှာလည်းနည်းနည်းလေးခြံရတယ်ဒီဘေးလေးကိုလည်းနည်းနည်းလေးခြံရတယ်ပေါ့နော်ဒါကဆောင်းမင်းကြီးဆရာမကြီးပြောမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကွာတို့ကဒီလိုစောက်တယ်အဲ့လိုမျိုးအုတ်လိုက်ကြီးအဲ့လိုစစ်တဲ့ခါကျလို့ရှိရင်ဒီလိုမျိုးကျိုးတွေနဲ့ခြီးရဲအခါကျဒီထိတ်လေးတွေဘေးလေးတွေကပြဲသွားမှာဆိုဒီတောင်ကြီးတို့နည်းနည်းလေးခြံရတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုကိုကိုဒီမှာရေးတာလေးတွေတွေ့တယ် ရေသေးဆက်တဲ့အော်ရေသေးကိုဆက်ပြီးတော့လုံးတဲ့ပြန်ကူးတဲ့သေချာတဲ့ပြန်ကူးသေချာပြန်ကူးတဲ့အဲ့ဒါဘာကိုရေးထားတာလဲဆိုတော့ဟိုဟာတင်နေဟိုအခက်စစ်တွေအလင်္ကာတွေကိုပြောတာတင်နေဒီမှာအင်္ဂလိပ်စာမှာဆိုလို့ရှိရင်ဒီချိန်မှာလောက်အောင်မေဟာပေါ့နော်အဲ့ဒါက grammar တဲ့ research တဲ့ writing နဲ့ writing ကတော့အဲ့ချိန်တော့ essay နဲ့ letter တော်တော်လေးရုံးကန်နေခဲ့တဲ့ချိန်ပေါ့ အဲ့တော့ math တဲ့သင်္ချာအတွက်ကကြတော့ဗာရေးတာလဲဆိုတော့ပြန်စစ်ပါတဲ့မရှမ်းနေတဲ့သင်္ချာရေးပါတဲ့ဩဟုတ်ပါတယ်တကယ်လဲဆောင်ဝဲကြီးမှအဲ့လိုလုပ်ခဲ့ပေါ့နော်သင်္ချာဖြည့်ပြီးတော့အချိန်က7မိနစ်လောက်ပိုတယ်ပိုတဲ့ခါကျတော့ပြန်စစ်တယ်အသေးချာကြည့်တယ်အမှားတွေတွေ့တယ်ပေါ့နော်အဲ့ချိန်မှာပြန်ပြင်လိုက်တော့ကုန်တူကထွက်သွားတယ်ဘယ်လိုထွက်သွားလဲတော့မသိဘူးပေါ့နော်သင်္ချာတော့ကအဲ chemistry တော့ကကြတော့မပေါ့နဲ့တဲ့မေးတာကိုကြိုက်အောင်ဖြည့်တဲ့ ဒီလိုမျိုးရေးထားပေါ့နော် chemistry chemistry ကလေဖြေအဖြေနိုင်ဆုံးဘာသာလို့ထင်ခဲ့တာပေါ့နော်စောက်ပွဲကနေရထွက်လာတော့အဲ့ဒါပေမဲ့ထွက်လာတော့83ပဲထွက်တယ်ပေါ့နော်အဲ့တော့ရတဲ့ပေါ့ခဲ့ထင်တယ်ဒါမှမဟုတ်လေပြန်ကူးတိုင်းမှားခဲ့တာမသိဘူးဒီမှာတော့တေချာရေးထားတာပေါ့နော် feedback က bio ကြတော့တေချာချက်ပါတဲ့တိကျပါတဲ့မလောပါနဲ့တဲ့อืม bio ကတော့တော်တော်လေးအားရပါတယ်။ bio ကတိတိကျလေရေးခဲ့ရေပေါ့။ဆောင်းဝဲခန်းနေရထွက်လာအကုတ်ကိုတိလိုက်တယ်။ ုံလေးတောင်တက်လာနေဆွဲပေးလိုက်ပြီ physics ကကြတော့ဘာရေးထားလဲဆိုတော့ calculation ပိုင်းနေ objective တွေပုံနေဆွဲ short question တွေလုပ်တယ်ဟာအကုန်လုံးပေးခဲ့တဲ့ motive အ motivation တွေနဲ့ဒါကအမတို့ဆရာကြီးဆရာမကြီးဆရာကြီးကျောင်းကြီးပေးခဲ့တာပေါ့နော်ယုံကြည်ပါသမီးရဲ့သမီးယုံကြည်တဲ့အတိုင်းပဲဖြစ်လာတာသမီးရဲ့စိတ်တစ်ခုထားလိုက်တော့ဘလို့ဖြစ်လာလဲဆိုတော့ okay ငါ6ဘာသာရနိုင်တယ်ဆိုတဲ့စိတ်ကတိုးလာတာပေါ့နော် ဟိုမတို့လုံကကြတော့ဆောင်ဝဲဖြီကနီးဆိုအရန်ရုပ်တဲ့နေတည်ရမလားချိုးကြီးကြတော့လေငိုရဲလူကငိုအာကြောက်တဲ့လူတွေကကြောက်ငါရနိုင်ပါမလားမင်းနေတဲ့လူတွေကလိုက်မေးအဲ့လိုပေါ့နော်ဆောင်ဝဲဖြီကနီးဆိုရင်တော့အဲ့လိုပါပဲအတွေ့အကြုံကတော့ great trail တော့ကအဲ့အချိန်မှာမှအကောင်းဆုံးကြိုးစားလိုက်မယ်ပေါ့နော်6ဝါသာ try လဲထွက် try လဲမထွက် အဲ့လိုပေါ့နည်းနည်းတော့စိတ်လေးကိုနည်းနည်းပုတ်ပုတ်ပါလီထားရတာပေါ့ relax ပေါ့နော်အဓိကတော့ဟိုဆောင်မွေးဖြည့်ကနေကြမှာသိရမလားအာစိတ်တရားပူထူးပြီးတော့ဘာမှစဉ်းစားမရဆိုလို့ရှင်မကောင်းလေကိုကြက်ထားတာအေးကတစ်နှစ်လုံးကြီးကိုအားကြောင့်မို့လေဒီလိုမျိုးလေးတွေကိုကိုကိုပေါ့နော်အခုချိန်မှာဘယ်သူမှအားပေးမဲ့လူမရှိရနော်ကိုကိုတိုင်းမရှိမှာပေါ့နော်အားပေးမဲ့သူကလေအားကြောင့်မို့လို့ယုံကြည်ပါကိုကိုယုံကြည်ပြီးတော့အကောင်းဆုံးရှောက်လန်းပလိုက်ပါ ဒီစကားလေးနဲ့အဆုံးသတ်လိုက်ပါမယ်။ဒါကတော့အမှဆွဲထားတာပေါ့နော်။ဒီမှာလူပုံလေးနဲ့ထိတ်လေးမှာဖလားလေးအောင်ပါသေးတယ်။အတိတ်ကဟာတွေထားခဲ့ပါအသင်္ကန်းစာယူပါပစ္စုပ္ပန်မှာအကောင်းဆုံးရအောင်လုပ်ပါတဲ့။ပိုကောင်းတဲ့အနာဂတ်ကိုပိုင်ဆိုင်အောင်နဲ့။ Wow ။ Great Friend ကကိုကိုကိုပြန်မြင်အောင်ပြီးတော့တော်လေးစူးစမ်းခဲ့ပါလား။ကျေးဇူးတင်ပါတယ်ဆိုတော့စိတ်လေးအဲစကားလေးပြန်ပြောချင်တယ်ပေါ့နော်။ဒီနေ့ ဗီဒီယိုလေးဟာတော့ဒီအကြောင်းလေးကြီးလာပြောပြတာပါပေါ့နော်အဲ့တော့ပါပဲနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်အားလုံးပဲ fighting မှာကိုကြိုးစားရင်တကယ်ဖြစ်နိုင်ပါတယ်အစာတွေကိုပို့ပြီးတော့အရင်အထက်နဆကြိုးစားလိုက်ပါ